ဒင်းမပါတန်ရထက်ရသွားခဲ့လို့အာစတန်တို့စောင်းဝင်ဆော့ရတော့မှာလားအာစတန်သင်းတွေကတော့ဒီအားဒီအားစမ်းသပ်မှုတွေနဲ့စိန်ခေါ်မှုတွေပြည့်နှက်နေတဲ့ယာသည်တစ်ခုပါပဲလာမယ့်ပွဲချက်ကာလမှာအသင်းရဲ့ဘိုးချက်ကစားသမားတွေဒင်းအားပြဿနာတွေကြောင့်အသင်းမှာအားချိုးတဲ့မှုတွေရှိနေပါတယ်ဒူးစင်ဒီရက်ကစားခဲ့တဲ့နိုင်ငံတကာပွဲစဉ်တွေကအာစတန်ကိုကြီးမားမားရိုက်ခတ်ခဲ့လို့ဆိုရမှာပါဘရာဇီးတို့ကစားပေးတဲ့နောက်ခံလူဂါဘရီယယ်ဒန်ရာသွားခဲ့တယ်လို့ကလာဖီယိုရီကလည်းဘွဲပန်းတဲ့ပြဿနာရှိနေပါတယ်အခုလည်းအသင်းရဲ့နောက်ထပ်အဓိကနောက်ခံလူတူဖြစ်တဲ့ဂျူရန်တင်းမားကဒန်ရာရှိသွားခဲ့ပြန်ပါတယ် ဒင်းမလီသူရီးနီးယားအသင်းနဲ့ဘွဲတင်မှာဒဏ်ရာသွားခဲ့ပြီးတော့ဘွဲတင်64မိနစ်မှာလူစားလဲလိုက်ရပါတယ်။သူကအာစတင်းညာနောက်ခံဂျာမာပွဲထွက်လူဖြစ်ပါတယ်။ဒဏ်ရာရတဲ့ဘလောက်ကြကြနားမလဲတိကျမသိရသေးမယ်။အန်ဒီဆာဆုံးတော့ဒေါ်တန်ဟော့စပါနဲ့မြောက်လွန်နဲ့ပွဲစဉ်ကိုလွဲချော်ပွဲတော်ရှိနေတာပါ။ကလာဖီယိုရီကဒဏ်ရာကိုစားဖို့အစီအမပြေလို့အီတလီအသင်းနဲ့စောစောလန်းခွဲခဲ့ရပါတယ်။သူကလန်ဒန်စောစီးပြန်လာခဲ့ရပါတယ်။ဂါဗရီယယ်ကလည်းဘရာဇီးအသင်းနဲ့ကစားပေးနေပေါမာဒန်ရရခဲ့လို့ကာလာတစ်ခုကြာနားဖို့ရှိနေခဲ့ပါတယ်။သူကအာစတင်းအားထားတဲ့ဘိုးနောက်ခံဂျာမာဖြစ်လို့ အာဆယ်နေနဲ့ရှေ့လာမဲ့ပွဲတွေမှာတော်လေးကိုခတ်တွေ့ရပွဲရှိနေရပါအာဆယ်သေးနေနဲ့လာမဲ့ရသရဘတ်တွေမှာပွဲကြက်တွေကိုဇက်တိုက်ရှင်မြိုင်ကစားသွားတော့မှာဖြစ်ပါတယ်ဒေါ်တန်ဟော့စပါနဲ့မြောက်လန်နဲ့ဒါဘီအိုက်ပွဲပြင်းဘိုင်မင်းနဲ့ချန်ပီယံလိပွဲစဉ်ဒါဘီရင်ချဲဆီနဲ့လန်နဒါဘီပွဲစဉ်စတဲ့ပွဲကြက်တွေဇက်တိုက်ရင်ဆိုင်သွားဖို့ရှိနေပါတယ်အဲ့ဒီပွဲတွေကရန်ကုန်ရေးကြီးပါတယ်သူသွင်းဘိုဂျက်ကစားမိုင်းမပါတဲ့ခါပို့ပြီးတော့ခက်ခဲနိုင်ပါတယ်ဒီလိုမျိုးတန်ပြဿနာတွေကြုံလာတဲ့ခါမှာအာဒီတာအနေနဲ့ဒါဘလိုဖြေရှင်းသွားမလဲဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်ဒန်တောင်အဓိကကစားမိုင်းမပါတဲ့ခါလူငယ်ကစားမိုင်းတွေကိုအခွင့်အရေးပေးဖို့လိုအပ်ပါတယ် ဒါပေမဲ့လူငယ်ကစားမတွေကအခုလိုအရေးကြီးတဲ့ပွဲတွေမှာအဓိကကစားမတွေလို့မာရင်ကင်းကင်းနဲ့စားပြသွားနိုင်မလားဆိုတာကတော့ဇိုးရင်ကြာရှိပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Wine Sport ကနေကြိုဆိုလိုက်ပါတယ်။ Iba 69နဲ့ Fiber Mix ကစားလို့ရဆိုရင်တော့ Fiber နံပါတ်39965လုံး16439ကိုစသွယ်လိုက်ပါ။ကစားမအရာချိုးတဲ့တဲ့ခါကစားရင်ဘီဝါကိုပြောင်းလဲဖို့လိုပါတယ်။ဥမာခန်းစပိုင်းမှာပို့ပြီးတော့ Onside ကစားဖို့နီးပြွာတွေကိုပြောင်းလဲပြင်ဆင်ဖို့လိုအပ်ပါတယ်။ဒဏ်ရာရတဲ့ကစားမတွေကိုမြေပြန်ဆန်းဆန်းပြန်လဲကစားနိုင်အောင်ကူညီဖို့လိုအပ်ပါတယ်။ ဈေးပဆိုင်ရန်ဖွယ်သီးတွေနဲ့ပူပေါင်းပြီးတော့ပြန်လည်တန်ဆွမ်းရေးလုပ်ငန်းစဉ်တွေအချိန်မြင့်နေမှုတွေလိုအပ်ပါတယ်။ဒါလိုမျိုးခက်ခဲတဲ့အချိန်မှာအသင်းရဲ့စိတ်ဓာတ်ကိုမြင့်တင်မှုလိုအပ်ပါတယ်။နီးပြအသင်းကောင်းဆောင်တွေနဲ့ကစားမတွေအားလုံးစီးလုံးညီလို့မရှိဖို့လိုအပ်ပါတယ်။တန်းအားထားကစားမတွေကိုအားပေးမှုတွေပြည်သူဆောင်ရှောက်မှုတွေပေးဖို့လိုအပ်ပါတယ်။အာဆန်အသင်းတွေနဲ့ဒီပြဿနာတွေကိုကျော်လှားနိုင်မှုတွေအာဒီဒါရဲ့ခန်းကဏ္ဍကတော်လေးကိုရေးပါလာခဲ့ပါတယ်။ရှင်းနေတွေတုန်းကလည်းအာဆန်ကမပေးဖလားကို၃နေစတိုက်စင်ခွန်တိုင်းနဲ့အနေထားမျိုးပိုင်ဆိုင်ခဲ့ဦးပါတယ်။ဒါပေမဲ့အခုလိုတန်းပြဿနာတွေရဲ့နှိပ်စက်မှုတွေကြောင့်ရလဒ်ဒီဇရိုက်စူးဝါးနေခဲ့ပြီးတော့မပေးဖလားကိုလက်လွတ်လိုက်ရတာ သုံးနည်းစရိုက်မပေးပြိုင်ပွဲဒုတိယနေရာနဲ့ပဲကျင်းနားလာတာဖြစ်ပါတယ်အခုနေ့ဘောလုံးရာသီမှာလည်းဒီပြဿနာမျိုးထပ်ပြီးတော့ပေါ်ပေါက်လာခဲ့ပြန်ပါပြီဒီလိုချိန်မျိုးမှာတွေးတောင်ရှိတဲ့ဇာမားတွေကလည်းဒီချိန်မှာရေးပါပါတယ်သူတို့ဥဆောင်မှုစီယုံမှုတွေဟာအသိန်းကိုရှိဆက်တလန်းနိုင်အောင်ကူညီပေးနိုင်ပါတယ်နီးပြားနီးပြားတွေကလည်းရေးပါပါတယ်ဇာမားရာချိုးတဲ့တဲ့ခါမန်ကန်နဲ့ဗျူဟာရီနဲ့ကစားနိုင်မှသာအောင်မြင်မှုရရှိနိုင်မှာပါအချို့ဆိုရင်အာစတန်အသင်းနဲ့ဒီရာသီအားစိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ရာသီတစ်ခုပါပဲဒဏ်ပြဿနာတွေကြောင့်အဓိကကစားမိုင်းမပါတဲ့ခါအသေးနေနဲ့ကတ်ခဲ့တဲ့ချိန်ဖြတ်တန်းမှာဖြစ်ပေမဲ့ ဒီအချိန်ကလည်းလူငယ်ကစားမတွေအတွက်အခွင့်အရေးတစ်ခုဖြစ်နိုင်ပါတယ်။အာဆန်တဲ့အနာဂတ်ကဒီအချိန်မှာလူငယ်ကစားမတွေဘယ်လိုဆွမ်းဆောင်ပြသနိုင်လဲဆိုတဲ့ပုံမှာမူတည်နေပါတယ်။မှန်ကန်တဲ့ viewer တွေစီလုံးညီညွတ်မှုတွေနဲ့ခိုင်မာတဲ့စိတ်ဓာတ်တွေရှိမယ်ဆိုရင်အာဆန်တဲ့ဟာဒီပြဿနာတွေကိုကျော်လွှားပြီးတော့အောင်မြင်မှုတွေရရှိနိုင်မှာပါ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Wine Sport ကနေကြိုဆိုလိုက်ပါတယ်။ iBack 69နဲ့ Fiber Mix ကစားလို့ရတယ်ဆိုရင်တော့ Fiber နံပါတ်3965လုံး1643ကိုစသွယ်လိုက်ပါ။